မြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့ချုပ်ပညာသင်ဆေးထောက်ပံ့ခြင်းယာယီနေရဆွမ်းခွာမိသားစုဝင်များထောက်ပံ့ခြင်းနဲ့ရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့တို့တွဲဆောင်ဝဲကဏ္ဍကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့၌မြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့ချုပ်ပညာသင်ဆေးထောက်ပံ့ပေးခြင်းကိုဇွန်လ17ရက်မိုးလွန်းနေ့နာရီခွဲကစေတက္ကရူတောင်ကြီးချယ်ရီဘလော့ဆွန်ဘောရုံခမ်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာမြန်မာနိုင်ငံမျိုးသမီးရေးအဖွဲ့ချုပ်ခရဒေါက်တာတက်တက်စင်မှာအဖွင့်အမစကားပြောကြားပြီးစီတက်ကလူတောင်ကြီးတွင်ပညာသင်ကြားနေသော မိသားစုစင်ရန်နွန်ပါပြီးပညာတော်သည့်စေးကျောင်းသူနှစ်ဦးအားတဦးလျှင်ပညာသင်စေးတလသသိန်းနှုန်းဖြင့်ဆယ်လစာကျက်ဆယ်သိန်းစီအားထောက်ပံ့ပေးအပ်ခဲ့ပါသည်ဆက်လက်၍ရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့ရုံ၌မြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာတက်တက်စင်ကကွက်ခိုင်မြို့နယ် တိန်ဒီမြို့နယ်ကွန်းလုံမြို့နယ်တို့မှယာယီနေရဆုံးခွာမိသားစုဝင်22စုအားတစုလျင်ဆိုလာမီအိမ်ထီးစက်ပြခဲ့အင်းကြီးငွေကျ9000နဲ့ရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့အကထဒေါ်စိုးပါပါမှမာမီခောက်ဆွဲစေပါတို့ကိုထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ထို့နောက်မြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်ရှမ်းပြည်နယ်ခရိုင်မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်တို့ဖြင့်တွေ့ဆုံပွဲခမ်းနားကျင်းပရာ ရှမ်းပြည်နယ်အမျိုးသမီးရေးအဖွဲ့အမှုဆောင်များမှတဝူးချင်းမိတ်ဆက်ပြီးလုပ်ငန်းဆောင်ရွက်ချက်များတင်ပြရာမြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌကတင်ပြချက်များပေါ်လိုအပ်သည့်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။